မင်္ဂလာညနေခင်းပါရှင်။မလ23ရက်နေ့ညနေခင်းသတင်းတွေကိုစတင်ပြီးတိုင်းရထုံးနဲ့တင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညနေခင်းသတင်းတွေမှာတော့တဘောင်းလုံးမြင့်နေမှာရန်ကုန်မှာရှိတဲ့ရွှေဒဂုံစီတီတော်မန္တလေးမှာရှိတဲ့မဟာမုနိဘုရားကြီးအပောင်းအဝင်းစီတီပထိုးတွေမှာဖယောင်းပူးလာရောက်ကုသိုလ်ပြုသူတွေများပြားခဲ့တဲ့တဲ့။တရရချောင်းမြွနဲ့ပန်းပြင်ကြီးရွာနဲ့တရရနှခွကြီးရွာကြောင့်တဝဲဘိတ်ကားလမ်းမှာရင်းနှီးတိုက်မှုဖြစ်ပွားခဲ့ရတာကနေ အမျိုးသမီး2ဦးသေဆုံးပြီးရင်မောင်းအမျိုးသား2ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့တဲ့။အမေရိကန်အစိုးပြုတဲ့ရက်30အပြည့်ခန့်ရစေးရေးကိုယူကရိန်းထောက်ခံခဲ့ပြီးယူကရိန်းအတွက်ရက်ဆိုင်ထားတဲ့စည်ရေးအကူအညီတွေကိုအမေရိကန်ကချက်ချင်းပြန်ပေးမယ်ဆိုတဲ့တဲ့နဲ့။ချန်ပီယံလိပြန်ပွဲကနေထွက်ခွာခဲ့ရပြီးတဲ့နောက်လီဗာပူးတိုက်စစ်ကစားသမားဆာလာမျက်ရည်ကျခဲ့တဲ့တဲ့။အဆရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးတော့မှာပါ။ဦးဆောင်တဲ့ပုံအနေနဲ့တပေါင်းလုံးပြည်နယ်မှာရေကုန်မှရှိတဲ့ရေကုန်စည်ကြီးတော့ မင်္ဂလေးမှာရှိတဲ့မဟာမုနိဖျားကြီးအပါဝင်ဇေဒီပထိုးတွေမှာဖျားဖို့လာရောက်ကုသိုလ်ပြုသူတွေများပြားခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီနေ့မလ23ရက်နေ့ကြာသာရီနေ့မှာကြာရောက်တဲ့တက္ကရာ1386ခုနှစ်တဘောင်လာပြည်နေမှာရေကုန်မြို့မှာရှိတဲ့ရွှေဒဂုံဇေဒီတော်မင်္ဂလေးမြို့ကမဟာမုနိဖျားကြီးအပါဝင်ဇေဒီပထိုးတွေမှာဖျားဖို့လာရောက်ကုသိုလ်ပြုသူတွေများပြားခဲ့ပါတယ်။ ရွှေကုံစီတော်ရဲ့2633နှစ်မြောက်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကိုလည်းကျင်းပလျက်ရှိပြီးပွဲစည်းတဲ့တွင်မုံစည်းတဲ့တွင်နဲ့ဖြုတ်ပြေးအဖွဲ့တွေနဲ့ပြုလုပ်ခဲ့ပြီးလာရောက်သူများပြားခဲ့ပါတယ်။ရွှေကုံစီတော်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကိုမလ၄ရက်ကနေ23ရက်အထိကျင်းပပြုလုပ်လျက်ရှိပြီးတပေါင်းလာပြည့်နေ့မှာပုံမှုစေကားခဲ့ပါတယ်။ဆလပင်ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်အောင်ပွဲနဲ့ရေဆက်ချအနုမောဒနာအခမ်းအနားကိုရွှေကုံစီရောအောင်မြင်မှရှိတဲ့ဓမ္မယုံမှာကျင်းပခဲ့ပါတယ်။ ဒါပြင်ရှင်ကုန်စီတော်ရဲ့2633နှစ်မြောက်ဗုဒ္ဓပူဇနီးယတပေါင်းပွဲတော်စွန်းစံတော်လောင်လူပွဲအခမ်းအနားကိုလည်းမလ12ရက်ညနေ4နာရီကစီရီတော်ရင်ပြင်ဗုဒ္ဓဘူးတော်ဗဟုမန္တရှိမှာကျင်းပခဲ့တယ်လို့သိရပါဗယ်။ရွှေကုံစီရီတော်2633နှစ်မြောက်ဗုဒ္ဓပူဇနီးယတပေါင်းပွဲတော်ဖွင့်ပွဲနဲ့နှစ်ကျင်းရှိစုဖရာလှည့်လည်ပူဇော်ပွဲအခမ်းအနားကိုမလ၄ရက်မနက်ပိုင်းကစီရီတော်ရဲ့ရင်ပြင်တော်မြောက်ဖက်ချမ်းသာကြီးတစောင်းမှာကျင်းပခဲ့ပြီးဗုဒ္ဓပူဇနီးယတပေါင်းပွဲတော်ကြီးကို မလ၄ရက်နေ့ကနေ73ရက်နေ့အထိ10ရက်တန်တိုင်းကျင်းပခဲ့ပြီးတန်ခါအပါ120ရို့က236နာရီတိုင်တိုင်အတန်မစဲမဟာပဌံရုပ်ဖတ်ပူဇော်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်မြမတက်ကရက်1386ခုနှစ်တပေါင်းလာပြည့်နှစ်2025ခုနှစ်မလ73ရက်နေ့မှာမန္တလေးမြို့ရဲ့အထင်ကရဖျားတဆူဖြစ်တဲ့မဟာမုနိဖျားကြီးကိုအနေနဲ့ရဲရက်ကနေဖျားဘူးတွေလာရောက်ဖူးမြော်သူတွေနဲ့စေကားခဲ့ပါတယ်။ မနက်အစောကိုမဟာမုနိဘုရားကြီးဖျားဖူးပြီးတာနဲ့ရွှေဆောင်ရံဘုရားကိုတန်းသွားမှာပါရွှေဆောင်ရံဘုရားဘွဲကဒီနေ့တပေါင်းလာပြည့်နေ့မှာစမှာလေကောင်းငါးပြည့်အမျိုးတွေနဲ့ဖျားဖူးတာပါလို့မြို့ကံအမျိုးသမီးတဦးကပြောပါရယ်မဟာမုနိရွှေရှင်တော်မြတ်ကြီးကိုဖျားမှုလာသူတွေဟာတန်းစီစနေနဲ့ရေသင်္ကန်းကတ်လူတာ၊ပန်းကတ်တာ၊ရေသက်ပေတာ၊လိမ့်စာငားစာကျွေးတာ၊ပန်းကတ်လူတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြပြီးလာရောက်သူတွေနဲ့စေကားခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီး တရချောင်းမြွနယ်ပန်းပြင်ကျေးရွာနဲ့တရနှခွကျေးရွာကြားဒဝဲဘိတ်ကားလမ်းမှာရင်းနှီးတိုက်မှုဖြစ်ပွားခဲ့ရာကနေအမျိုးသမီးနှစ်ဦးသေဆုံးပြီးရှင်မောင်းအမျိုးသားတအူထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒေသကြီးတရချောင်းမြွနယ်ပန်းပြင်ကျေးရွာနဲ့တရနှခွကျေးရွာကြားဒဝဲဘိတ်ကားလမ်းမှာရင်းနှီးတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး2ဦးသေဆုံးပြီးရှင်မောင်းအမျိုးသား2ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။မလဆယ်ရည်နေမိုးလဲ၃နိုင်ခန်းကတရချောင်းမြို့နယ်ပန်းပြင်ကြီးရွာနဲ့တရဲနှခွကြီးရွာကြားဒဝဲဘိတ်ကားလမ်းမှာဘိတ်မြို့ဘက်ကနေဒဝဲမြို့ဘက်ကိုမောင်းနှင်လာတဲ့ 22ဘိန်းတွဲကောင်းကုန်တင်ရင်နဲ့ဒဝဲမျိုးဘက်ကနေဘိန်းမျိုးဘက်ကိုမောင်းနှင်လာတဲ့ Toyota Town Ace ရင်တို့မျက်နှာချင်းဆိုင်တိုက်မိတာဖြစ်ပါတယ်။ရင်တိုက်မှုကြောင့် Toyota Town Ace ရင်ရဲ့ခေါင်းကမ်းမှာလိုက်ပါလာတဲ့အသက်30နဲ့အသက်40အရွယ်အမျိုးသမီး2ဦးဟာအခင်းဖြစ်နေရာမှာပဲသေဆုံးခဲ့ပြီးရှင်မောင်းဖြစ်သူအမျိုးသားဟာလည်းထိခိုက်ဒဏ်ရာရပြင်းထန်စွာရရှိခဲ့ကြောင်းနဲ့22ဘိန်းတွဲကောင်းကုန်တင်ရင်ဟာရင်တိုက်မှုကြောင့်လမ်းမေးကိုထိုးကျသွားခဲ့တယ်လို့ဒေသခံတို့ကပြောပါရယ်။ ၎င်းကဆက်လက်ပြီးရေတိုက်မှုဖြစ်ပွားခဲ့တဲ့အချိန်မှာလမ်းဘေးဝဲရာမှာမြက်တောတွေကိုမီးရှို့ထားတော့ကားလမ်းပေါ်မှာမြင်ကွင်းမရှိမဲဝင်တိုက်မိကြတာလို့လည်းပြောကြပါဗျ။ထိခိုက်သေးဆုံးသူတွေကဘယ်ကလာကြလဲတော့မသိရသေးဘူးလို့ပြောပါဗျ။ရေတိုက်မှုကြောင့်သေဆုံးခဲ့ကြရတဲ့အမျိုးသမီး၂ဦးရဲ့ရုပ်အလောင်းတွေကိုတရချောင်းမြွနယ်ပြည်သူ့ဆေးရုံမှာရှိတဲ့ရင်ခွဲရုံကိုမြက်ပါရမီပရဟိတလူမှုကွန်ရက်ကင်းစင်ရဲ့အဖွဲ့တရချောင်းကပို့ဆောင်ပေးခဲ့ကြောင်းနဲ့ ိခိုက်တံရပြင်းထန်စွာရရှိခဲ့တဲ့ရေမောင်းအမျိုးသားကိုတဝဲမြို့မှာရှိတဲ့ပြည်သူ့စေယုံကြီးကိုစပူတီရီလူမှုကူညီကေစိအဖွဲ့တဝဲကပို့ဆောင်ပေးခဲ့ကြောင်းဒေသခံတွေထံကသိရပါဗျ။ဆက်လက်ပြီးနိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။အမေရိကန်အစိုးပြတဲ့ရက်30အပြည့်အခန့်ရက်စေးကိုယူကရိန်းထောက်ခံခဲ့ပြီးယူကရိန်းအတွက်ရက်ဆိုင်ထားတဲ့စည်ရေးအကူအညီတွေကိုအမေရိကန်ကချက်ချင်းပြန်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ ဆော်ရီအာရေဗီယာနိုင်ငံဂျက်တာမြို့မှာမလ17ရက်က ပြုလုပ်ခဲ့တဲ့ဇွန်နေ့ပွဲမှာယူကရိန်းကရက်30အပြည့်ခန့်ရင်ဆိုင်ရေးအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုထောက်ခံလိုက်ပြီးရုရှားနဲ့ချက်ချင်းဆွေးနွေးဖို့သဘောတူခဲ့ပါတယ်။ယူကရိန်းဘက်ကအပြုသဘောဆောင်တဲ့တုံ့ပြန်ချက်ကြောင့်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့ကစစ်ရေးအကူအညီရပ်ဆိုင်းထားတာကိုချက်ချင်းဖွင့်ပေးလိုက်ပြီးယူကရိန်းပဋိပက္ခပြီးဆုံးစေဖို့အစပြုမှုကိုချက်ချင်းခံမှန်းလို့ရတဲ့အနေအထားဖြစ်လာစေပါတယ်။ ယူကရိန်းကိုပြင်းပြင်းထန်ထန်ပြေးအားပေးတာကိုအသုံးပြုခဲ့ပြီးမော်စကိုနဲ့ပြန်လည်ဆက်ဆံမှုဆောင်ရွက်ခြင်းအဖြစ်ထရမ့်ကမဟာမိတ်နိုင်ငံတွေကိုအံ့အားသင့်စေခဲ့တာနဲ့အတူယူကရိန်းတောင်ဝင်းရှေ့သူတွေဟာလေကြောင်းနဲ့ရေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတစိမ့်တစ်ပိုင်းအပြစ်ခံရဲစဲရေးကိုဆောင်ရွက်ဖို့နဲ့အဆိုပြုဖို့ sorry ဆွေးနွေးပွဲကိုရရှိလာခဲ့ပါတယ်ထရမ့်ရဲ့အကြံပေးတွေကဖိအားပိုပေးခဲ့ပြီးတလကြာအပြည့်ရရေးအတွက်မိမိတို့ရဲ့အဆိုပြုချက်ကိုယူကရိန်းကသဘောတူညီခဲ့တယ်လို့ပြောပါရယ် ယူကရိန်းသားတွေလက်ခံလိုက်တဲ့အဆိုပြုချက်ကိုဒီနေ့မှကျွန်တော်တို့ကန့်လှမ်းခဲ့ပါတယ်။အပြစ်ခတ်ရဲစဲပြီးချက်ချင်းဆွေးနွေးတာတွေလုပ်ဖို့အဆိုပြုခဲ့တာဖြစ်ပါတယ်လို့ဂျက်ဒါမျိုးကဟိုတယ်မှာ9နိုင်ကြာဆွေးနွေးပွဲအပြီးမှာအမေရိကန်နိုင်ငံသားကြီးဝင်ကြီးမာကိုရူဘီယိုကပြောပါတယ်။ကျွန်တော်တို့ကရုရှားသားတွေထံဒီကံလက်ချက်ကိုအခုပြုတ်လောက်သွားမှာဖြစ်ပါတယ်။သူတို့ကငြိမ်းချမ်းရေးအတွက်အဆင်ပြေကြောင်းပြောမယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ဘောလုံးဟာအခုသူတို့ရဲ့အကွင့်ပတ်အချံကိုရောက်နေပါပြီလို့ရူဘီရိုကပြောပါတယ်။သူတို့ဘက်ကသဘောမတူဘူးလို့ပြောလာမယ်ဆိုရင်တော့ ဒီပဋိပက္ခမှာငြိမ်းချမ်းရေးအတွက်အတားအဆီးဟာဘာဆိုတာကိုကျွန်တော်တို့ကံမကောင်းစွာပဲသိကြရပါလိမ့်မယ်လို့၎င်းကပြောပါရယ်။အမေရိကန်ပြည်တော်စုကယူကရိန်းကိုဖိအားပေးတဲ့အနေနဲ့ရက်ဆိုင်ထားတဲ့စီးရီးအကူအညီကိုပြန်ပေးမှာဖြစ်ပြီးထောက်လှမ်းရေးသတင်းပေးတာကိုရက်ဆိုင်ထားတာကိုပြန်ဖွင့်ပေးမယ်လို့ရူဘီယိုကပြောပါရယ်။ ထရမ့်ကသူဟာဇယ်လန်စကီးကိုအင်ပီရိုကပြန်လည်ကြိုဆိုဖို့အသိရှိတယ်လို့ဝါရှင်တန်မှာပြောကြားခဲ့ပြီးအခုသတင်းပတ်ထဲမှာသမရဗလာဒီမာပူတင်ကိုစကားပြောဝယ်ရှိတယ်လို့ပြောပါရယ်။ချက်သားမှာရရှိခဲ့တဲ့အပြစ်သဘောဆောင်တဲ့အပြစ်ခတ်ရစင်ရေးအဆိုပြုချက်နဲ့ဆက်လင်းပြီးဇယ်လန်စကီးကထရမ့်ကိုလှင်မြန်စွာကျေးဇူးတင်စကားပြောကြားလိုက်ပြီးအခုအခါအမေရိကန်ဟာရုရှားကိုနာချဖို့ဆောင်ရွက်ရမယ်လို့ပြောကြားခဲ့ပါရယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ ချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာရပြီးတဲ့နောက်လီဗာပူးတိုက်စစ်ကစားသမားဆာလာမျက်ရည်ကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးတိုက်စစ်ကစားသမားဆာလာဟာ PSG အသင်းကိုပန်နတီအဆုံးအဖြတ်နဲ့ရှုံးနိုင်ပြီးချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးတဲ့နောက်မှာကွင်းအတွင်းမျက်ရည်ကြားခဲ့တယ်လို့သိရပါဗျ။ ေဘာဘူးသိန်းဟာပထမအကြော်မှာအဝေးကွင်းမှာတကောကိုမရှိနဲ့အနိုင်ရခဲ့ပေမဲ့အင်ကာနီကကစားခဲ့တဲ့ဒုတိယအကြော်မှာအင်ကွင်းမှာတကောကိုမရှိနဲ့ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။နှစ်ကြော်ပေါင်းတကောစီတည်ရကြနေတဲ့အတွက်အချိန်ပိုဆက်ကစားခဲ့ပေမဲ့လည်းခိုးမသွင်းနိုင်တဲ့အတွက်ပန်နက်တီအဆုံးဖြတ်ခံယူခဲ့ရာ PSG အသင်းကခိုးသမားဒိုနာရမာရဲ့လက်ဆွဲပြမှုကြောင့်၄ဂိုးတကောနဲ့အနိုင်ရခဲ့ပါတယ်။ချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးတဲ့နောက်ဆာလာဟာခန်းစားချက်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲကိုင်းအတွင်းမှာမျက်ရည်ကျခဲ့တာဖြစ်ပါတယ်။ 32နှစ်အရွယ်ဆာလာဟာအခုရာသီကုန်မှာလီဗာပူးအသင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်တဲ့အတွက်ဆွေးနွေးမှုဟာအဆင်မပြေသေးကြောင်းသိရပါဗျ။ဒါကြောင့် PSG အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဆာလာအတွက်လီဗာပူးအသင်းနဲ့အတူကစားတဲ့နောက်ဆုံးချန်ပီယံလိပွဲဖြစ်ဖွယ်ရှိနေကြောင်းလည်းသိရပါဗျ။ဆာလာဟာအခုရာသီမှာလီဗာပူးအသင်းအတွက်အထူးကခြေစွမ်းပြနေပြီးပြိုင်ပွဲစုံ42ပွဲမှာ32ဂိုးသွင်းပြီးဂိုးဖန်တီးမှု22ချိန်အထိပြုလုပ်ထားပါဗျ။ မလ23ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်